ီလိုနေမှာတော့ဒီနေ့ကျွန်တော်တို့ဂျွန်လ6ရက်နေ့တောက်ကြနေအမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကိုင်းဒေတာတွေထွက်မှတ်တရက်တာအတွက်ဖိပြက်လာနိုင်တဲ့ကမ္ဘာချွေးစင်းဒေတာကိုကျွန်တော်တုံးသက်ပြောကြားပြသမှာဖြစ်ပါတယ်အမှန်တော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုမရိုက်ဖက်နေမလို့ပဲပေါ့ကျွန်တော်အလုံးလဲများနေရတယ်ပြီးတော့ဒီနေ့ကကျွန်တော်ကတိတ်ပြီးတော့အယောင်းဝယ်လုပ်ဖို့သဘောကျနေတော့မဟုတ်ဘူးပေါ့နော်ဈေးကွက်ချင်းနေပဲစောင့်ကြည့်မယ်နေ့ဖြစ်တာပြတဲ့ခါမှာမရိုက်ဖက်နေမလို့ပဲဒါမှမဟုတ်လဲကျွန်တော် အာအသွေးမြင်လင်းပေါ်လာဘူးเนาะကျွန်တော် sharing လေးလုပ်ပေးခြင်းတော့ကျွန်တော်ဒီ video လေးကိုရိုက်ပေးခြင်းရိုက်ခဲ့ခြင်းဖြစ်ပါတယ်ဒီနေ့ကတော့အရေးကြီးပါတယ်ကျွန်တော်အမေကဘာချွေစီပေါ်တက်အောင်မကြည့်တယ်အမေကနိုင်ငံရဲ့အရေးကြီးအလောက်ကန်ဒေတာတွေတရင်တွေထွက်ပေါ်ရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့အပတ်သက်ခါမှာအဲ့မတိုင်ခင်ကဘာချွေစီနေသားနဲ့အဲ့ဒါပြီးတော့ကဘာချွေစီနေသားဘလို့ဖြစ်လာနိုင်လဲဆိုတာကျွန်တော်တော့တုံ့တက်ကြည့်လိုက် ဟုတ်ပြီဒါကတော့ကပ္ပရွှေစီနေသားကိုတည့်တားနေသားနဲ့ကြည့်နေချင်းဖြစ်ပါတယ်။မနေ့ကဆိုရင်လည်းကပ္ပရွှေစီကကျွန်တော်3400အထက်တီထောင်သက်သွားခဲ့တယ်။ပြီးမှပြန်ကျလာပြီ။ကျွန်တော်လည်းအမှကျွန်တော်တည့်တားသုံးသက်ချက်တဲ့မှာကိုမနေ့ကအာတည့်တားသုံးချက်ဗီဒီယိုမှာတော့ကျွန်တော်ရေးထားတဲ့ကပ္ပရွှေစီကမနေ့ကဆိုဈေးဆွဲတင်ပြီးမှတည့်တားနေသားအကြနဲ့ပြန်ပိတ်လိုက်မယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်မှန်းထားတဲ့အတိုင်းတော့400အထက်ထိရောက်ပြီးမှဈေးကပြန်ကျသွားခဲ့ပါတော့။ဒါပေမဲ့ကျွန်တော်အယောင်းမီလိုက်လာမိမယ်ဆိုကျွန်တော်3405လောက်မှအယောင်းတင်ထားတယ်။ဒါပေမဲ့အယောင်းမမီလိုက်ဘူးဈေးကပြန်ကျသွားခဲ့။ဟုတ်ပြီ။အဲ့ဒါပသက်ခါမှာကျွန်တော်ဒီနေ့မှကဘာရွှေစည်းအနေနဲ့ဘလို့ဖြစ်လာနိုင်လဲ။အရင်ဆုံးပေါ့ကျွန်တော်အဲ့ညဘက်မှာအလောက်ကန်ဒီတာတွေထပ်ပို့ရှိတယ်။အဲ့အလောက်ကအမေရိကန်အလောက်ကန်ဒီတာတွေမထွက်ခင်ကဘာရွှေစည်းအနေနဲ့ကျွန်တော်အရင်ဆုံးသုံးသပ်ကြည့်မယ်။အမေရိကန်အလောက်ကန်ဒီတာတွေမထွက်ခင်မှာတော့ကဘာရွှေစည်းကကျွန်တော်တို့ ဈေးအသက်ကြငိန်တက်နေလိမ့်မယ်။တနည်းအားဖြင့်ကျွန်တော်တို့ market ခေါ်ရ site way ပြင်းနေလိမ့်မယ်ပေါ့နော်။တကူချာ site way ဆိုတိုင်းလည်းဗျာကျွန်ဥမာကျွန်တော်တို့ကဟိုးအရင်ကလိုမျိုးပြီးခဲ့တဲ့2023လို24လို့အလိုမျိုးဥမာကျွန်တော်တို့အာဒီနန်ဖတ်မထွက်ခင်ဒီတောက်ကြနေမနက်ခင်နေ့လည်ခင်းနေမှာဗျာဥမာ set pit လောက်ပဲအသက်ကြပြေးတာမျိုးကိုအဲ့လို site way မျိုးတော့မဟုတ်ဘူးခင်ဗျာ။အခုကကျွန်တော်ခစ်ပြောင်းသွားပြီ။2025 trend လက်ထက်မှာဆိုရင်ကျွန်တော်အဲ့လိုမျိုး site way อ่ะမြင်ရဖို့မလွယ်တော့ဘူးအဲ့အပတ်ကမှာကျွန်တော်ဘယ်နဲ့ပဲချအတက်ကြပြီးနိုင်လဲလို့ကျွန်တော်မှတ်မှန်ဆိုရင်ကျွန်တော်အပေါ်ဈေးကိုကျွန်တော်ဒီမှာ 3390လို့ကျွန်တော်သတ်မှတ်ခြင်းနဲ့အပေါ်ဈေးတန်းစုံထား3390နဲ့3390ကြားဈေးတန်းစုံကိုကျွန်တော်အပေါ်ဒီနေ့အတွက်ဒီဘောကညာဘက်သတင်းတွေမထွက်ခင်မှာအပေါ်ဈေးတန်းစုံလို့သတ်မှတ်ခြင်းနဲ့အောက်ဈေးတန်းစုံကိုကြားတော့ကျွန်တော်တို့မနေ့တော့ဗျအနေဆုံးကြားခဲ့တဲ့ကျွန်တော်3359နဲ့3340ကြားဈေးတန်းစုံကိုကျွန်တော်အောက်ဈေးတန်းစုံလို့သတ်မှတ်ခြင်းနဲ့ဗျအဲ့ဒါပတ်သက်ခါမှာညာဘက်အမေရိကန်အလောက်ကန်သတင်းတွေမထွက်ခင်ဒီဗျတနအီလောက်လို့ဒီကမ္ဘာရွှေ့ဈေးက 3385နဲ့3390ကြာဈေးတက်တယ်ဆိုရင်ရောင်းလို့ရရေတို့ရောင်းလို့ရတယ်အရှုံးပိုင်းဈေးနဲ့ပြကျွန်တော်3395အထက်လောက်ပေးအဲ့လိုပဲအောက်က3340နဲ့3345ကြာဈေးကြတယ်ဆိုရင်ရေတို့ဝယ်လို့ရတယ်3340အောက်ကျွန်တော်တို့အရှုံးပိုင်းဈေးတန်းပေးပေါ့နော်အာအမြတ်ပိုင်းနဲ့ဈေးတန်းကကြာဒီဈေးနဲ့အဆုံးနှစ်ခုကြာပြကျွန်တော်ဈာချပြူလိုက်ဥမာ3340နဲ့3390ကြားဆိုကြားချပြီးယူမယ်ဆိုရင်ကျွန်တော်ကအာဥမာကျွန်တော်တို့ 3365ဝင်းချင်လောက်ပေါ့နော်အမြတ်ပိုင်းစီးတန်းအဲ့လိုမျိုးကြားကျွန်တော်ကြားချပြီးတော့ယူလို့ရပါတယ်ဟုတ်ပြီဒါတော့ကျွန်တော် data မထွက်ခင်ပေါ့နော်ဒီညဒေတာကြီးထွက်ပြီးမှကျွန်တော်တစ်ဖက်ကသတင်းပိုင်းရကျွန်တော်မသုံးသက်သေးဘူးနော်နီးပညာပိုင်းရမှကျွန်တော်သုံးသက်ကြည့်မယ်ဟုတ်ပြီဒီညသတင်းတွေထွက်လာပြီးမှကပ္ပရွှေစီဘလိုတွေဖြစ်လာနိုင်တယ်လဲကျွန်တော်နီးပညာပိုင်းရသုံးသက်မယ်ဆိုကျွန်တော်ကပ္ပရွှေစီရပါဒီတစ်ဖက်တွင်၄ရက်လုံးဒီကြားထဲမှာအတက်ကြပြင်းနေကြတာဖြစ်ပါတယ်အပေါ်ဗျာတရက်တာနေထားနေကြည့်မယ်ဆိုအပေါ်3390အောက်ကျွန်တော်တို့ 3340ကြာအသက်ကြာပြင်းနေခဲ့တာဖြစ်ပါတယ်။အဲ့ဒါပြတဲ့ခါမှာဒီညမှာတကယ်လို့ကျွန်တော်တို့ကပ္ပရွှေစီကိုပေါ့နော်ကျွန်တော်တို့ဤပညာပိုင်းကကျွန်တော်တို့သုံးသပ်မယ်ဆိုရင်ကျွန်တော် data ရလက်ကောင်းတာမကောင်းတာကျွန်တော်ဒါကသတင်းပိုင်းရာကိစ္စအဲ့အရာကျွန်တော်အအောင်မဆိုင်ဘဲနဲ့ဤပညာပိုင်းရာရိုးရိုးရှင်းသုံးသပ်မယ်ဆိုရင်ကျွန်တော်တို့အချိန်၄နာရီအတိုင်းဒါပိတ်စေကိုစောင့်ကြည့်ပါခင်ဗျာဒီညအချိန်၄နာရီအတိုင်းဒါပိတ်စေကျွန်တော်တို့ market ကို H4 ကန်တယ်ပေါ့ဗျာဥမာဗမာစံတော်ချင်းဆိုည၈နာရီခွဲလောက်ပြီးလိမ့်မယ်ထင်တယ်အဲ့ ကျွန်တော်တို့ H4 ကန်နယ်ကိုစောင့်ကြည့်ပါအဲ့ H4 ကန်နယ်ကကျွန်တော်တို့3340ဈေးနှန်းအောက်မှာဖောက်ကြပြီးဈေးပိတ်သွားတယ်ဆိုရင်ကပ္ပရွှေရပြဒီညမှာကျွန်တော်တို့3နှစ်80လို့3နှစ်80လို့အထိဈေးအကျဆက်လှမ်းနိုင်ပါတယ်။ဟုတ်ပြီဒီညအလောက်ကန်ဒေတာတွေထွက်အပြီးကပ္ပရွှေရအချိန်၄နာရီတိုင်းတာပိတ်ဈေးကျွန်တော်တို့ market ခေါ်ရ H4 Canada 3390အထက်မှာ စီးပိတ်ခဲ့တဲ့ဆိုရင်တော့ကဘာရွှေစီးဥမာတော့3420လို့3430လို့ဒီညအ ਨੇ ဆုံးဆက်တက်ပါလိမ့်ဒါမှမဟုတ်ဒါနီးပညာပိုင်းကကျွန်တော်တို့ကအပေါ်စေးအောက်စေးကိုချိန်ခံပြီးတော့အချိန်၄နိုင်အတိုင်းတာပိတ်စရာဘယ်မှာပိတ်သွားတယ်လဲဆိုတာကျွန်တော်အချိန်ခံပြီးတော့တုံးသက်ထားခြင်းဖြစ်ပါတယ်တခုရှိရာဒီညကကျွန်တော်တို့က ဈေးကွက်ထဲမှာကျွန်တော် volume နဲ့အရန်များပြီးတော့ volume ရောင်းလို့အားဝယ်လို့အားတွေအရန်များပြီးတော့ဈေးဆွဲတင်ဆွဲချလို့ခေါ်တဲ့ manipulation နဲ့ရှိနေတာရှိနိုင်တာဖြစ်တဲ့အတွက်ဒီဟာကိုအခြေခံပြီးအရောင်းဝယ်လုပ်မယ်ဆိုရင်တော့ risk များနိုင်ပါတယ်ကျွန်တော်ကျွန်တော်ပွင့်လင်းပြောတာပါတော့390အထက်မှာကျွန်တော်ကအချိန်လေးနိုင်အတိုင်းသားပေးစေဈေးပိတ်တယ်ဆိုရင်ဈေးဆက်တနန်းနိုင်ဆိုပြီးကိုကကောက်ဝယ်လိုက်တယ်အခက်မသိပဲဈေးထိုးကြသွားလေဖြစ်နိုင်တယ်အဲ့အပတ်သက်ခါမှာကျွန်တော်ကဒီညမှာအရောင်းဝယ်လုပ်ဖို့ဆိုတာတဲ့ကျွန်တော်ဈေးအတက်ကျသွားလာဖို့ပဲတုံးသက်ပြပေးခြင်းဖြစ်ပါတယ် 390ထက်မှအချိန်လေးနိုင်အတိုင်းတာပိတ်စေဒီညသတင်းထွက်ပြီပေါ့နော်ပြီးတဲ့အချိန်လေးနိုင်အတိုင်းတာပိတ်စေပိတ်သွားရင်3320 3330ဒီအ ਨੇ ဆုံးဈေးဆက်တက်နိုင်တယ်အဲ့လိုပဲ3340ဈေးနဲ့အောက်မှာအချိန်လေးနိုင်အတိုင်းတာပိတ်စေးဈေးဖောက်ချပြီးပိတ်သွားရဆိုရင်ကျွန်တော်တို့3280 3980ဒီဈေးဆက်ကြနိုင်ပါလေအယောင်းဝယ်လုပ်ဖို့အကြံပြုခြင်းမဟုတ်ပါဘူးเนาะဈေးအတက်ကြ တွားလာအောင်ပဲအကြံပြုခြင်းဖြစ်ပါတယ်ဒီညကအဲ့ဈေးဆွဲတင်ဆွဲချတွေများပြီးတော့ volume အားများနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီညကိုအယောင်းဝယ်လုပ်ဖို့လက်ဆောင်ပါမယ်ဈေးကွက်အခြေအနေကိုပဲစောင့်ကြည့်မှာဖြစ်ပါတယ်တကယ်လို့မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့သုံးသပ်ချက်တိုင်းအဲ့ like ပြီးတော့ဒီညမှာ like ပြီးအယောင်းဝယ်လုပ်မယ်ဆိုရင်ကိုကနံပါတ် risk များများယူနိုင်ရမှာပဲ risk များများယူနိုင်ရမှာပဲပြီးရင်ကျွန်တော်တို့အယောင်းဝယ်လုပ်တဲ့ပမာဏကိုရှော့ရှော့ပါနံပါတ်3က risk management တိတ်ချလုပ်ထားပါအဲ့ရအရေးကြီးပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့ကိုက အရောက်ဝယ်မလုပ်ဘဲနဲ့ဒီညဈေးကွက်အခြေအနေကိုစောင့်ကြည့်ပြီးတော့နောက်တစ်ပတ်မှဈေးအတက်ကျသွားလာသွားလာမှုပေါ့လာရအမှန်ကိုသုံးသပ်ပြီးတော့အရောက်ဝယ်လုပ်တာတော့ပို့ပြီးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်တို့အကြံပြုချင်တယ်ခင်ဗျ။ Okay အဲ့တော့ဒီကကျွန်တော်ကအဲ့အချိန်၄နိုင်အတိုင်းတာပေးဈေးကိုခြေခံပြီးတော့တရင်ထွက်ပြီးအချိန်၄နိုင်အတိုင်းတာပေးဈေးကိုခြေခံပြီးတော့ဒါဈေးအတက်ကျကိုသုံးသပ်သွားခြင်းဖြစ်ပါတယ်။ပြီးတော့ပေါ့နော်ကျွန်တော်ဒီနေ့ညတပတ်တာပေါ့နော်ဒီဂျွန်လပထမအပတ်တပတ်တာ ကဘာချွေစီရကျွန်တော်တို့ကဘာချွေစီရဒီလဈေးအတက်ကြလာရသူအရန်ရေးကြည့်တယ်ခင်ဗျဟုတ်ပြီအဲ့ပတ်သက်ကမှာဒီတစ်ပတ်တစ်ပတ်တာအပိတ်ဈေးရကျွန်တော်ဘယ်အောက်ပိတ်ရင်ကျွန်တော်ဈေးဆက်ကြနိုင်ဈေးအကြပတ်သွားနိုင်မလဲလို့မိမှန်ဆိုရင်ကျွန်တော်တို့ သုံးနှစ်ကျွန်တော်တို့ဟွာအောက်ပိတ်ဖို့လိုအပ်တယ်ခင်ဗျာသုံးနှစ်60အောက်မှာကျွန်တော်တပတ်တာဈေးပိတ်နိုင်ဖို့လိုအပ်ပါတယ်သုံးနှစ်60ဈေးနဲ့အောက်မှာဒီနေ့ညတပတ်တာဈေးပိတ်သွားမယ်ဆိုရင်ကဘာရွှေဈေးကနောက်တစ်ပတ်ကစပြီးဈေးတက်တိုင်းလိုက်ရောင်းပါတော့ဈေးအကျပဲသွားပါလိမ့်မယ်။ဟုတ်ပြီ။စန့်ကျင်ဘက်နေနဲ့စန့်ကျင်ဘက်နေနဲ့ဒီ ကျွန်တော်တို့ဒီနေ့ညတပတ်တာအပိတ်ဈေးတာအပေါ်ကျွန်တော်ခုနပြောခဲ့တဲ့3390ဈေးတန်းအထက်မှာတပတ်တာဈေးပိတ်သွားပြီဆိုရင်ဒါကျွန်တော်လက်ရှိကဘာရွှေဈေးရဲ့တမိုင်းတစ်လျှောက်မှာအမြင့်ဆုံးတပတ်တာအပိတ်ဈေးဖြစ်ပါတယ်3390အထက်မှာဒါတပတ်တာဈေးတန်းအထက်မှာလားတပတ်တာဈေးပိတ်သွားရင်တော့နောက်တစ်ပတ်ကစပြီးတော့ဈေးကြတိုင်းလိုက်ဝယ်ပါစီအတက်အားကောင်းပါလိမ့်မယ်ဒီလအတွင်းအနည်းဆုံးမြင်အောင်ဆိုရင်ပြ3500ဈေးတန်းအထက်မြင်ရမယ် စံချိန်တက်တင်လိမ့်မယ်ဈေးအသက်စံချိန်တက်တင်လိမ့်မယ်အဲ့ဘက်ကကျွန်တော်ထပ်ပြရိုးရှင်းထပ်ပြမယ်ဒီနင်းညတပတ်တာပဲဈေး390အထက်ဈေးပင်ဒီလာတယ်နော်တခုရှိရနောက်တစ်ပတ်တဲ့ချင်းတက်သွားရင်ပြောရမို့နော်ဒီလာတယ်ဈေးအသက်စံချိန်တက်တင်လိမ့်မယ်ဒီအခုဒီညပေါ့နော်တပတ်တာအပိဈေးကပ္ပရွှေတပတ်တာအပိဈေးဒါကျွန်တော်တို့360အောက်ပိတ်သွားရင်တော့ဒီလာတဲ့အကြမ်းမ်းထားလိုက်ခင်ဗျဈေးနောက်တစ်ပတ်တဲ့ချင်းကြတော့ရင်ပြောရမို့နော်ဈေးတက်တိုင်းအမြင့်ဈေးဒီမှာလိုက်ရောင်းလို့ရတယ် ဟုတ်ပြီအဲ့ဘက်ကဒါတော့ကျွန်တော်တပတ်တာအစီအိုအခြေခံပြီးတော့ဒီလကဘာချွေစိနေတာဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်သုံးသက်ပြလိုက်ခြင်းဖြစ်ပါတယ်အဲ့ဘက်ကမှဒီနေ့ညမှာတော့ကိုကအယောင်းဝင်လုံမယ်ဆိုသတိထားပါအဲ့ဒီသတင်းမထွက်ခင်တိတော့ကျွန်တော်ပြောတဲ့အပေါ်3390နဲ့3385ကြားအောက်3340နဲ့3305ကြားမှာအယောင်းဝင်လို့လို့ရပါတယ်ဟုတ်ပြီဒါကတော့ဤပညာပိုင်းအတွက်ချက်ပါเนาะသတင်းမှောက်ကျွန်တော်တို့ကြည့်အောင် ။သတင်းပိုင်းမှာတော့ဒီညမှာကျွန်တော်တို့ဗမာစံတော်ည9နာရီမှာအမေရိကန်နိုင်ငံရဲ့ကျွန်တော်တို့ကအလောက်ကင်ဒေတာအကြီးတွေထွက်ပို့ရှိပါတယ်။အာနိုင်အလိုက်လောက်ခလာစာ၃တာထွက်ပို့ရှိတယ်။ပြီးရင်နန်ဖန်ပေးလို့လို့ခေါ်တဲ့အမေရိကန်နိုင်ငံရဲ့ပေါ့နော်ပြန်မြလုခလာစာနှုံထားပေးချေမှုနှုံထားပေါ့နော်ပြောင်းလဲမှုအညွန်ကိန်းထွက်ဖို့ရှိတယ်ပြီးရင် unemployment rate လို့ခေါ်တဲ့မေလရယ်ပေါ့နော်အလုံးလက်မဲ့နှုံထားထွက်ဖို့ရှိတယ်ခင်ဗျ အဲ့ဒါဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့က data တွေရတော့ဒီမှာဆိုပြနာကြီးအလိုက်လောက်ကလာစားနှုန်းထားတိုးလာမယ်မှန်းထားတယ်နန်ဖန်ကကျသွားမယ်မှန်းထားတယ် and abandonment rate ကတော့အရင်လားတိုက်မယ်ပေါ့နော်အဲ့ဒါဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီညအလောက်ကန် data တွေကဘာလို့အရေးကြီးတလဲလို့မိမယ်ဆိုရင်ဒီအလောက်ကန် data တွေကိုအခြေခံပြီးတော့အမေရိကန်ဘန်တိုးက short မလားမူလတိုင်းထားမလားဒီလမှာဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့ခါမှာတကယ်လို့ဒီညမှာနန်ဖန်တာကျွန်တော်တို့ မှန်းထားတဲ့အတိုင်းပေါ့နော်ရော့ပြီးထွက်လာခဲ့မယ်ဆိုရင်အမေရိကန်ပုံပန်းအနေနဲ့ဘန်တိုးရှော့မယ်အနေထားမျိုးဖြစ်လာနိုင်ပါတယ်ဘန်တိုးရှော့မယ်အနေထားကိုနီးစက်လာပြီပေါ့နော်အဲ့လားပြတဲ့ခါမှာကျွန်တော်တို့ကအဲ့လိုနေတာဖြစ်လာပြီဆိုရင်ကျွန်တော်တခုတတိထားပါငါနန်ဖန်ဒေတာကြီးပြဒီညအလောက်ကန်ဒေတာကြီးကမကောင်းမကောင်းဆိုကပတ်ရွှေစီချက်ချင်းပြည့်တက်သွားမယ်လို့ပုံမှန်ထရိတ်တာကြီးကထင်တတ်ကြတယ်မဟုတ်ဘူးခါတခါလေးနန်ဖန်မကောင်းပြီမဲ့ဈေးရပြဒီတောက်ကြနေညမှာထိုးကြသွားတယ် ပြီးမှနောက်တစ်ပတ်ဒီမှာပြန်တက်လာတဲ့အနေအထားမျိုးကြီးလည်းရှိတယ်အဲ့အရာလေးကိုသတိထားဖို့လိုအပ်ပါတယ်နမ်ဖန်သေပေတို့ဒေတာမကောင်းမှုဆိုပြီးတော့သွားမဝင်နဲ့ဟာနမ်ဖန်ပေတို့ဒေတာမကောင်းရင်အမေရိကန်ဘန်တို့ short တော့မယ်ဆိုပြီးဟာဒီ theory တိုင်းမှာဒီညမှာကျွန်တော်ကအဲ့မှာအာဈေးကအဲ့နမ်ဖန်ပေတို့ဒေတာထွက်ပြီးချင်းဈေးထိုးကြပါလေထိုးကြတဲ့အချိန်မှာကိုက live way live way live way ရင်းနဲ့ထိသွားတာမျိုးတွေရှိနိုင်ပါထိသွားရဆိုတော့ကိုကအရှုံးကြီးရှုံးသွားမျိုးတွေဖြစ်ဖြစ်နိုင်ပါတယ်အဲ့ဟာဖက်တဲ့ခါမှာကိုကအဲ့လိုတတိကျယူစားပြီးဒီညမှာအယောင်းဝယ်လို့လို့မရဘူးခင်ဗျ မှန်တမ်းဒီညအလောက်ကန်ဒေတာမကောင်းဘူးအလောက်ကန်ဒေတာမကောင်းရင်အမေရိကန်ဘန်တိုးကရှော့ဖို့အလားလာများသွားနိုင်တယ်။ဒါပေမဲ့အဲ့လိုအနေထားမျိုးဖြစ်လာပြီးဆိုရင်ကျွန်တော်တို့ကမ္ဘာရွှေစီတက်နိုင်လဲဆိုတာလေမှန်တဲ့ဒါပေမဲ့ဒီညချက်ချင်းမတက်ပဲနဲ့နောက်တစ်ပတ်မှာဒီညပဲထိုးချသွားတယ်။နောက်တစ်ပတ်မှာတက်သွားမျိုးမဖြစ်နိုင်ဘူးလားဒါလေးကကျွန်တော်တို့စဉ်းစားဖို့လိုအပ်ပါတယ်ခင်ဗျ။ဒါအပြင်ကျွန်တော်တို့ကဒီညဒေတာတွေမကောင်းခဲ့ရင်တော့မှအမေရိကန်ဘန်တိုးရှော့ဖို့ကအမေရိကန်ဘိုးဘန်နေနဲ့ ရှော့ဖို့အစီအစဉ်ရှိတလားဆိုတာအဲ့ဒါနည်းနည်းတော့တန်တရားဝင်စရာဖြစ်နေခင်ဗျာဘာလို့လဲမင်းဆိုရင်အမေရိကန်ဘိုးဘန်အခုသတင်းထွက်နေတာပေါ့အမေရိကန်ဘိုးဘန်ကကျွန်တော်တို့ကလာမယ့်စက်တင်ဘာလ9လပိုင်းမှာဘန်ဒိုးစလျှော့မယ်ဘာညာဆိုပြီးအဲ့လိုသတင်းတွေနဲ့ကြားနေရတယ်အဲ့သတင်းကအမှန်ဆိုရင်တော့ဘာပြဿနာဖြစ်လာနိုင်လဲလို့မင်းမဆိုရင်အမေရိကန်ဘိုးဘန်နဲ့အမေရိကန်တမရပေါ့ဒေါ်နယ်ထရပ်တနည်းအားဖြင့်အမေရိကန်ဆိုးရွားပွဲကြပြဿနာဖြစ်လာနိုင်တယ်အမေရိကန်ဘိုးဘန်ဆိုတာကျွန်တော်အမေရိကန်နိုင်ငံရဲ့စီးပွားရေးလှုပ်ဆောင်မှုတွေမှာ ထိတ်တန်အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့တပကအမေရိကန်တမနာဆိုတာအမေရိကန်ရဲ့အုပ်ချုပ်ရေးအာဏာမှာအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အဲ့အဲ့နှစ်ခုကကျွန်တော်တို့ထိတိုက်တွေ့ပြီးပြဿနာဖြစ်နေဆိုရင်တော့စဉ်းစားကြည့်ပါအမေရိကန်စီးပွားရေးဘလောက်မတိမငင်ဖြစ်လိုက်မလဲပေါ့နော်အဲ့မတိမငင်မှုအနေအထားမှာကမ္ဘာ့ချွေစီယာဘလို့ဖြစ်လာနိုင်လဲရှင်းပါလေအမေရိကန်စီးပွားရေးမတိငင်ရင်ကမ္ဘာ့ချွေစီယာအတက်ဖက်သွားလိမ့်လိမ့်ပဲဟုတ်ပြီအဲ့အဖက်ကကျွန်တော်ကအဲ့လိုအနေအထားဖြစ်လာပြီဆိုရင်ရှင်းပါကျွန်တော်တို့က ကဘာရွှေစီတက်နိုင်တယ်တက်နိုင်တယ်ဆိုဟုတ်ပြီဘာလို့မလဲဝဲရမယ်ဝဲရမယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကရှင်းပါရင်ကျွန်တော်အရင်ကအရင်နေ့ဒီတုန်းကတုံးတစ်ချက်ပြီးတော့မှပြောခဲ့တယ်လို့မျိုးပဲကျွန်တော်တို့ကဝဲပြီးဆိုရင်ရောက်တဲ့ဈေးကကောက်ဝယ်တာတွေတတိထားပါကျွန်တော် discount price လို့ခေါ်တယ်အောက်ဈေးဆောင်အောက်ဈေးဆောင်နေရင်တက်သွားရင်ရောရှင်းနဲ့ကျွန်တော်တို့ကနေ့ရက်တိုင်းမှာကျွန်တော်အကြောင်းဝင်လုပ်ငန်းမှာအခွင့်အလမ်းဆိုချင်ကဘာရွှေဈေးကွက်လည်းအဲ့လိုပဲကျွန်တော်ကဘာရွှေဈေးကွက်ကကျွန်တော်တို့မမွေးခင်တည်းဈေးကွက်ကြည့်ရှိတယ်ကျွန်တော်တို့ ပေးပါပြီးနောက်ပိုင်းမှာဒီဈေးကွက်ကြီးရှိနေအောင်မှာပဲပွင့်နေပြောအဲ့အဖက်ကမှာအခွင့်လန်းဆိုတာနေ့ရက်တိုင်းမှာရှိအဲ့အဖက်ကဒီခွင့်လန်းလက်လွတ်သွားတယ်ဘာဖြစ်နောက်ခွင့်လန်းလေးလာအောင်မယ်အဲ့အဖက်ကကျွန်တော်တို့ကအဲ့လိုမျိုးအနေထားမျိုးတွေကပားချွေဈေးပြဒီညနန်းဖန်ပြီးလို့ရေရှိတက်မဲ့အနေထားမျိုးတွေဖြစ်လာရင်တော့မှာကျွန်တော်အောက်ဈေးဆောင်ပြီးဝယ်တာကျွန်တော်တို့အကောင်ဆုံးပဲဖြစ်ပါတယ်အဲ့ဆောင်ပြီးဝယ်တဲ့ဟာမျိုးဆောင်ပြီးရောင်းတာမျိုးအဲ့လိုအလေးကျင့်မျိုးကိုကျွန်တော်တို့ကကဘာချွေထရေးဒါတွေမွေးမြူဖို့လိုအပ်ပါတယ်။ရောက်တဲ့ဈေးကကောက်ဝယ်တာရောက်တဲ့ဈေးကကောက်ရောင်းတာတွေကတကယ်တော့ကျွန်တော်တို့အတွက်က အခက်မသိရင်ပေါ့နော်ဆုံးရှုံးမှုကြီးကြီးမားမား risk ကြီးကြီးမားမားတွေဖြစ်စေနိုင်ပါတယ်ခင်ဗျအဲ့ဒါပြတကကျွန်တော်ခုနစကားပြန်ဆက်မယ်ဆိုရင်ဒီညအဲ့ data ၃ခုထွက်ပို့ရှိတယ်ကျွန်တော်ကတော့ဒီညမှာအဲ့ data ၃ခုထွက်လာပြီးမှကဘာရွှေစီဘယ်လိုတွေအလောက်ခက်ဖြစ်မလဲတပတ်တာအပိစီဘယ်ပုံပိတ်မလဲအဲ့ဒါကိုစောင့်ကြည့်ပြီးမှဒါနောက်ပတ်မှဒါအယောင်းဝယ်လုံးမှဖြစ်ပါတယ်ဒီညကျွန်တော်လက်လျှောက်ပါတယ်မှန်လဲဈေးကွက်ကငိမ့်ငိမ့်တာမျိုးကမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်စီကံရှင်တဲ့ဒီညဆိုအယောင်းဝယ်မလုပ်ဘာလို့ယောင်းဝယ်မလုပ်တယ်လဲရှင်းပါရဲ့ကျွန်တော်အနေနဲ့ risk များတယ်လို့ယူဆလို့အဲ့ဒါပြတဲ့ကမှကျွန်တော်ဒီည စီကွက်နေသားကိုစောင့်ကြည့်ပြီးမှနောက်တစ်ပတ်မှာစပြီးရောင်းဝယ်လုံးမှဖြစ်ပါတယ်။တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်ရှင်းမဒေါ်လာအင်းသက်ကလည်းဒီညအဆုံးပြတ်ပေးမှာပဲ။ဒေါ်လာအင်းသက်ဒီညတပတ်တာတာတရာအထက်ပိတ်ခဲ့မယ်ဆိုရင်ဒေါ်လာအင်းသက်ကကျွန်တော်တို့ဆက်အသက်ပတ်ဆက်သွားနိုင်တယ်။ဒေါ်လာအင်းသက်ကဘယ်အသက်ပတ်ဆက်သွားရင်တော့ကမ္ဘာရွှေအရောင်းလိုကလေးဝင်လာမှာပေါ့နော်။အဲ့လိုမဟုတ်နဲ့စန့်ကျင်မန်းနေတဲ့ဒေါ်လာအင်းသက်ကဒီညတပတ်တာအပိတ်စေးတာ68အောက်ပိတ်သွားရင်တော့ဒေါ်လာအင်းသက်ကဒီလာထဲမှာဆက်ပြီးတော့အကြပဲဆက်သွားနိုင်မယ်။တပတ်ကသူနဲ့စန့်ကျင်ဘက် များသောအားဖြင့်ပြည်လိရှိတဲ့ကမ္ဘာရွှေရတော့တရင်ပိုင်းရအသက်ဖက်သွားဖို့ကျွန်တော်တို့ကပိုသိကြသွားတာပေါ့နော်အဲ့ဘက်ကဒေါ်လာအင်းတန်ရဲ့အနေထားကိုလည်းကျွန်တော်ဒီညမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်တပတ်က breaking news အနေနဲ့ကတော့မနေ့တုန်းကကျွန်တော်တို့အာအမေရိကန်သမ္မတနဲ့ဒေါ်လာထရန့်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ညဘက်ဖုံးပြောတယ်ပေါ့နော်တချို့ကယူဆကြဟာကမ္ဘာရွှေစိတ်ကြတယ်ဆိုတာကျွန်တော်တို့ကအဲ့ trend နဲ့ရှီကျင်းပင်ဖုံးပြောလို့လို့ယူဆကြတယ်တကယ်တော့မဟုတ်ဘူးဗျကျွန်တော်တို့အရင်လာယူလေးလာကြည့်လိုက် အရင်လားနေမှနန်းဖတ်ပေးလို့တည်တာမထွက်ခင်မှာကပားရွှေစီကအဲ့လိုပဲမထွက်ခင်ပါတော့တရက်လိုဂျာတာရင်းနေမှာဆိုရင်ကပားရွှေစီကမနက်ခင်းနေ့လည်းခင်အတက်ပြတယ်ညဘက်မှာထိုးကြပြီးခဲ့တဲ့ကျွန်တော်တို့ February March April မေဒီလေးလာကြည့်လိုက်ပေါ့နော်ဒါအဲ့လိုမျိုးပုံစံတိုင်းသွားလာများမနက်ခင်းနေ့လည်းခင်တက်တယ်ညဘက်ထိုးကြတယ်တနည်းအားဖြင့်တရက်တာနေတာဗျာအဲ့နန်းဖတ်ပေးလို့တည်တာမထွက်ခင်တရက်တာနေတာဂျာတာရင်းနေတရက်တာဆိုရင်အကြနဲ့ပိတ်တာပဲများတယ်အဲ့ထွက်လက်ထက်မှာပေါ့နော် ဖေဖော်ဝါရီမတ်ဧပြီမေအဲ့နန်းဖန်မထွက်ခင်တရက်လို့ကျွန်တော်တွားကြည့်လိုက်အဲ့ဘက်ကဘက်ကမှာသူပါသူ train နဲ့ရှိချင်းပဲဖုံးမပြောလဲကဘာရွှေစရာမင်းညတော့ကြာမှာပဲမင်းညတော့ကြာမှာပဲတနည်းအားဖြင့်ဘာဖြစ်လိုက်မယ်ဆိုတော့အကဘာရွှေစေဟာတုံးတော့တက်တော့မယ်တက်တော့မယ်ဆိုပြီးတော့အဝယ်လိုက်နေတဲ့အဝယ်သမားတွေကိုသူရှင်းထုတ်ချင်တာလဲပါလဲပြီးတော့သူ့ရဲ့ထုံးစံတိုင်းပေါ့နန်းဖန်မထွက်ခင်ကျွန်တော်တို့တရက်လို့ကျွန်တော်ပြင်းနေမှာတရက်တမ်းမှာအကြမ်းနဲ့ပိတ်ရမယ်ဆိုတော့ အနေထားကြောင့်ဆေးရပြန်ကြသွားခြင်းဖြစ်ပါတယ်အဲ့ဘက်က trend နဲ့ရှိခြင်းဖြင့်ဖုံးပြောလို့ကြာခြင်းမဟုတ်ပါဘူးသူပါအဲ့သူတို့ဖုံးမပြောလဲအဲ့မင်းညာကြမှာပါအဲ့ဖက်တာဖက်တဲ့ခါမှာကျွန်တော်တို့ကတခါလေကြာသတင်းနေတုံးတဲ့ခါဒီသတင်းကြောင့်ကြသွားရဲဆိုတာငကိုတဲ့ကဘာရွှေစရာကြဖို့အစီအစဉ်ရှိပြီဒါတက်ဖို့အစီအစဉ်ရှိပြီဒါဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်ခင်ဗျအဲ့လိုပဲလက်ရှိပါဆိုလဲ trend နဲ့ပေါ့နော်သူရဲ့အရင်တော့လူယုံပေါ့လူယုံ BNL ကျွန်တော်တို့ Elon Musk နဲ့ပြဿနာဖြစ်နေတယ် အဲ့ဒီနေသားမှာကဘာဖြစ်စီပြန်တက်တော့မယ်ဘာညာပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ပြောနေကြရတယ်ကြားရတယ်ဒါပေမဲ့ကျွန်တော်တို့ကထွက်လက်ထက်မှာဒီလိုပြဖြစ်ရတဲ့ခဏခဏကြော်မှဖြစ်ပါတယ်ကျွန်တော်တို့ကထွန်းနဲ့ဘဒူနဲ့ဝေဖန်ပြောဆိုရဲဘာတွေဘယ်နိုင်ငံနဲ့ပြဿနာတက်တဲ့ဘာညာတဲ့အဲ့အရာတွေကခဏခဏကြော်မှဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ရမှာကအဲ့သူတို့ဝေဖန်ပြောဆိုနေတာတွေကကျွန်တော်အမေရိကန်စီးပွားရေးပေါ်အင်ပက်ဖြစ်နိုင်လား ကဘာရွှေစည်းပေါ် impact ဖြစ်နေအရာကိုသုံးသပ်မှဖြစ်ပါတယ်သူတို့ဝေဖန်ပြောဆိုတာဗျာဥမာတရက်နဲ့လောက်ပဲပြောပြနောက်ရပြန်တက်သွားမျိုးမဖြစ်နိုင်ဘူးလားဥမာဒီနေ့ညမှာဆိုရင် trend နဲ့ illumin စံစကားပြောမယ်လို့ကြားတယ်အာမနေ့ကတက်နေရဗျာဒီနေ့ညစကားပြောပြီးပြန်တက်သွားမျိုးမဖြစ်နိုင်ဘူးလားတတိထားဖို့လိုတယ်ခင်ဗျာတခါတတိင်းဒီမှာလဲကွက်တရှိတယ်ပြည်ရဲ့ရာကျွန်တော်ကဒီတတိင်းကိုတထိတ်ချယုံကြည်ပြီးတော့အယောင်းဝယ်လို့တာမျိုးတွေတနည်းအားဖြင့်တတိင်းအုံးတတိင်းနဲ့ပုံအပ်ပြီးအယောင်းဝယ်လို့တာမျိုးတွေတတိထားပါခင်ဗျာပြီးခဲ့တဲ့ ရက်တည်တော့ဆိုရင်ကပားရွှေစေးပြာကျွန်တော်တို့ပြာ3500တိတက်တော့မဲ့ပုံစံတွေကြားနေရတယ်အခုပြန်ကျသွားတယ်အခုကြာပါသတင်းထွက်လာမြင်တော့3260တို့ပါကိုပြန်ကျတော့မဲ့ဆိုတဲ့ဟာမျိုးထွက်လာတယ်ကျွန်တော်တို့ကအဲ့ဒီသတင်းနေကျွန်တော်တို့တချို့တော့ဘယ်လိုပြောမလဲသတင်းကိုအခြေခံတဲ့တုံးသက်ချက်တွေဆိုတာကျွန်တော်တို့ကဈေးကွက်ရဲ့ပြောင်းလဲမှုအနေအထားပေါ်မူတည်ပြီးတော့အမြဲတမ်းပြောင်းနေနေတာဖြစ်ပါတယ် ျွန်တော်တို့မနေ့တည်းတုန်းကဆိုရင်လည်းကဘာချွေစီကျွန်တော်တို့2020 2023လောက်ကတည်းကကဘာချွေစီရ3000တိတက်မဲ့4000တိတက်မဲ့ဆိုတော့တောက်လျှောက်ကျွန်တော်အတန်ထွက်နေပါဘောဒီနှစ်မှာတက်သွားတယ်အခုလည်းကျွန်တော်တို့က9000နေပါရောက်မယ်တန်ထွက်နေပြောမြောက်ကျွန်တော်နောက်နှစ်နှစ်လောက်နေမှာ9000တိလည်းရောက်ကောင်းရောက်သွားနိုင်ဒီနှစ်ထဲလည်းရောက်ကောင်းရောက်နိုင်တာအဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီဘက်သူသတင်းနေကောလာဟာရာတွေကိုအခြေခံပြီးတော့အရောင်းဝယ်လို့တာကျွန်တော်တို့ရစ်များနိုင်မှာကျွန်တော်နီးပညာပိုင်းရ ရှင်းပါပြီကျွန်တော်ဘယ်ဈေးနှံကိုဖောင်းရင်ဘယ်ဒီဆက်သွားမယ်ဘယ်ဈေးနှံအပေါ်ပိတ်ရင်ဘယ်ဈေးနှံအောက်ပိတ်ရင်ဝယ်လို့အားရောင်းလို့အားလည်းအလုံးရင်းဝင်လာနိုင်မယ်အဲကြောင့်ကျွန်တော်တို့ကအဓိကအားဖြင့်ဈေးနှုန်းအတက်ကျကိုသုံးသက်သက်ခါမှာနီးပညာပိုင်းကိုကျွန်တော်တို့က60ရာခိုင်နှုန်း80ရာခိုင်နှုန်းအားပြုတ်ပြီးသုံးသက်ခြင်းဖြစ်ပါတယ်။ဘာလို့ဆိုကျွန်တော်ဈေးတန်းနေရာလိမ်လို့မြတ်ဒါပေမဲ့တရင်နေမှာတော့ကျွန်တော်ခုနကပြောတရင်သူတရင်မာရှိတဲ့ကောလာဟာရတရင်နေရှိတဲ့ဖိတ်နီယိုတွေရှိတဲ့လောက်ချန်တရင်နေရှိတဲ့အဲ့တရင်တွေကိုခွဲခွဲကြပိုင်းစစ်ဖို့ကကြာကျွန်တော်တို့က အတွေ့အကြုံလိုအပ်တဲ့ပညာလိုအပ်တဲ့ပေါ့နော်ကျွန်တော်ကလည်းသူခုချိန်ထိတချို့သောသတင်းတွေ fake news တွေပိုင်းနဲ့မိနေတုံးမှာပဲအဲ့အပတ်သက်ခါမှာကျွန်တော်ကအဓိကမှကျွန်တော်သတင်းတွေဒီလိုမျိုးပေါ့နော်ကျွန်တော်အမေကအလောက်ကဒီသတင်းကြီးဒေတာကြီးထွက်ဖို့ရှိတဲ့ညမှာအာဒေတာတွေရလက်ကိုကြည့်ပြီးတော့ဒါမှမဟုတ် breaking news တွေကိုသွားကြည့်ပြီးတော့ကဘာရွှေကိုဝယ်တာရောင်းတာမျိုးတွေမလုပ်ပါနဲ့ခင်ဗျဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်ရဲ့ဒီနေ့ညဒီနေ့ပေါ့နော်ဒီနေ့ကျွန်တော်တို့ဂျွန်လ6ရက်နေ့အမေရိကန်အလောက်ကိုင်းဒေတာကြီးတွေထွက်မှတ် အဲမထွက်ခင်တယ်ပေါ့နော်ထွက်ပြီးကဘာရွှေစီနေတာကိုကျွန်တော်သုံးသက်နီးပညာပိုင်းအောင်တရင်ချက်လက်ပိုင်းအောင်ကျွန်တော်သုံးသက်ပြပေးကြနေဖြစ်ပါတယ်အခုလို့ကျွန်တော်တို့ကဘာရွှေစီကွက်သုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတန်းတွေကိုကျွန်တော်စုံစမ်းမေးမြန်းတက်ရောက်နိုင်ပါတယ်ခင်ဗျ။အဲ့ဒါနဲ့ပတ်သက်ပြီးလည်းမေးမြန်းချင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။ကဘာချွေထရိတ်တာအားလုံးပဲကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဂျွန်လ 6ရက်နေ့တရက်တာပေါ့နော်တကယ်တော့အမေရိကန်လောကန်ဒေတာကြီးတွေထွက်မညာမှာကမ္ဘာရွှေစီအသက်ကြောင့်ကိုအထူးတတိထအယောင်းဝယ်လုပ်ပြီးရောဒီရက်တဘတ်ကိုအမျက်နဲ့အဆုံးတက်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ